ထိုင်းတောင်ပိုင်းကခွဲထွက်ချင်နေတဲ့မလေးမွတ်စလင်စူတန်နိုင်ငံတော်ထိုင်းရင်ဆိုင်နေရတဲ့ပြဿနာနှစ်ခုထိုင်းတောင်ပိုင်းစစ်ဒေသယာရုနေရနဲ့တက်အပြောင်းလဲထိုင်းကမ္ဘောဒီးယားနေဆက်ပြဿနာပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်အခုလိုမျိုးကမ္ဘာအရေးမြမအရေးသတင်းတွေကိုသတင်းခေတ် channel မှာအချိန်နဲ့တပြေးညီတင်ဆက်ပေးတော့မှာဖြစ်လို့ channel လေးကို subscribe လေးလုပ်ခဲ့ပြီးမမေ့ပါနဲ့နော် ိုင်းတောင်ပိုင်းစစ်ဒေသရာဦးနေရာနဲ့တက်အပြောင်းလဲကြောင်းကိုမတင်ပြခင်မှာထိုင်းတောင်ပိုင်းပြည်ထနာကိုလေးလာနိုင်အောင်တင်ကြပါမယ်။ထိုင်းနိုင်ငံရဲ့တောင်ဘက်အစွန်ဆုံးပြည်နယ်ရီဖြစ်တဲ့ပတ်တန်နီရှာလာနဲ့နရာတီဝက်ခရိုင်တွေဒီဒေသကိုပတာနီဒေသလို့လည်းခေါ်ပါရယ်။နှစ်ပေါင်းများစွာကြာမြင့်နေတဲ့မလေးမွတ်စလင်ပုံကန်ခြားနာရေးလှုံ့ဆော်မှုကြောင့်ကြီးမားတဲ့လုံခြုံရေးပြဿနာတွေနဲ့ရင်ဆိုင်နေရပါတယ်။ ဒီပရိပခါဟာကိုလိုနီခေတ်လက်ကျန်စာချုပ်တွေနဲ့နေမြင့်တင်တင်ခဲ့မှုဗဟုအစိုးရရဲ့ဖာသားဤလူမျိုးရေးနဲ့ယဉ်ကျေးမှုဆိုင်ရာဖိနှိပ်ပေါင်းစည်းရေးမူဝါဒတွေကြောင့်အမြင့်တွေခဲ့တာပါအထူးသဖြင့်2004ခုနှစ်မှာ BRN AGK လူပုံကန်သူအဖွဲ့ရရဲ့အကြံဖော်မှုတွေတိတိတတ်တတ်မြင့်တက်လာပြီးအယက်သားဆက်သားစုစုပေါင်း8000ကျော်တည်ဆောင်းခဲ့ရပါတယ် ဒီလိုမတည်ငြိမ်တဲ့အခြေအနေတွေကိုထိရောက်စွာကန့်ကျွယ်ဖြေရှင်းမှုအတွက်ထိုင်းပြည်တမရော်ကတောင်ပိုင်းနယ်မြေရှိအမှတ်လေးစစ်ဒေသတမကြီးမူရာတို့နဲ့တပ်အပြောင်းလဲတွေကိုမကြသေးခင်ကလှုံ့ဆော်ခဲ့ပါတယ်အတွေ့အကြုံအနေနဲ့သာရှိတဲ့ပုံမှုစုတအူကိုတမကြီးမှုဖြစ်ခန့်အပ်ပြီးအမှန်တတမကြီးတပ်ဖွဲ့ဝင်ရှိရာသောကိုနာရတီဝတ်အထူးတော်ဝတိုက်ခိုက်ရတဲ့အောက်ကြောင်းရွှေ့ချထားကြတာကိုတွေ့ရပါတယ် ဒါပေမဲ့ဒီလိုအပြန်လဲတွေလှုပ်ဆောင်မိမကြခင်မှာပဲစုငိုင်ကလုံးမျိုးရှိရှေးစာကြီးတစ်ဆိုင်ကိုဘန်းငွေ36တန်ခန့်လွှတ်ရတဲ့ဓမြတိုင်မှုကြီးဖြစ်ပွားခဲ့ခြင်းကဒေသခံတွေရဲ့ကြားထဲမှာမတည်ငြိမ်မှုအသည့်တွေပေါ်လာမှကိုစိုးရိမ်ပူပန်စေခဲ့ပါတယ်။ရဲတပ်ဖွဲ့ကတော့ဓမြတွေဟာလုံခြုံရေးတပ်တွေကိုတားဆီးဖို့လက်လုံမိုင်းတွေထောင်ခဲ့တာဟာမွတ်စလင်သဘုံတွေရဲ့နီးပြူဟာဖြစ်နိုင်တယ်လို့ပြောပါတယ်။ဒါအပြင်ထိုင်းနိုင်ငံဟာတောင်ပိုင်းပြည်ထနာအပြင်ကမ္ဘောဒီးယားနယ်စပ်နှင့်အငြင်းပွားမှုပရာဆက်ဖီဟီရာဖျားကြောင့်အရေးနဲ့လဲရင်ဆိုင်နေရပါတယ် မကြသေးခင်က ကမ္ဘောဒီးယားဘက်ကထိပါမှုတွေရပ်တန့်မှုအတွက်စစ်ဘဆိုင်ရာအကြီးအကဲတွေကနေစမှာစစ်အုပ်ချုပ်ရေးပြဋ္ဌာန်းမှုသဘောတူခဲ့ကြပါတယ်ဒီချင်းနေရီဟာထိုင်းနိုင်ငံရဲ့လုံခြုံရေးဟာပြည်ရင်းမလေးမွတ်စလင်ပြည်ပခါနဲ့တိပတ်ခမာကမ္ဘောဒီးယားနေနမိတ်ဆိုင်ရာအငင်းပွားမှုဆိုရယ်စိန်ခေါ်မှုကြီးနှစ်ခုကိုတပြိုင်နက်တည်းရင်ဆိုင်နေရတယ်ဆိုတာကိုပြသနေတဲ့အကြောင်းတွေကိုကြည့်ရမှာပါထိုင်းတောင်ပိုင်းပြည်ထနာဆိုတာထိုင်းနိုင်ငံရဲ့တောင်ဘက်အစွန်းဆုံးပြည်နယ်တစ်ခုဖြစ်တဲ့ဂျာနီရှာလာနဲ့နရာတီဝက်ခရိုင်တွေ ဒီဒေတာကို deep south တော်မှာမဟုတ်အတဏီဒေတာလို့လည်းခေါ်ပါရယ်။နှစ်ပေါင်းများစွာကြာမြင့်နေတဲ့ပုံကန်ခြားနိုင်လှုပ်ရှားမှုကိုဆွလိုပါရယ်။ဒီပရိပခါဟာဘာသာရေး၊လူမျိုးရေး၊တမိုင်းကြောင်းနဲ့နိုင်ငံရေးမတူညီမှုများကိုအဓိကအခြေခံထားပြီး2004ခုနှစ်နောက်ပိုင်းမှာအကြမ်းဖက်မှုတွေတည်တည်တတ်တာပြောင်းလဲမြင့်တက်လာခဲ့ပါရယ်။ကတနာရဲ့တမိုင်းကြောင်းအရှင်ခံကတော့ရှင်ဟမ်တာနီနိုင်ငံတော်ကစပြောရပါမယ်။ အခုပြိပခါချနေတဲ့ဒေတာဟာ15ရာစုကနေ17ရာစုနှောင်းပိုင်းအထိကိုပိုင်ရဲ့ချုပ်ချာအာဏာပိုင်တဲ့မလေးမွတ်စလင်စူတန်နိုင်ငံတော်ဖြစ်ခဲ့ပါရယ်ဒေတာခံတွေဟာထိုင်းနိုင်ငံရဲ့အထူးကလူမျိုးစုဖြစ်တဲ့ထိုင်းလူမျိုးတွေနဲ့ဘာသာစကားမလေးပတာနီစကားပြောဆိုရင်ကျေးမှုနဲ့ဘာသာတရားအစ္စလာမ်ဘာသာကွဲပြားကြပါရယ်17ရာစုနှောင်းပိုင်းနဲ့20ရာစုအစောပိုင်းမှာထိုင်းနိုင်ငံရခိုင်ဆိုင်ရန်ကပတာနီနိုင်ငံတော်ကိုတဖြည်းဖြည်းချုပ်ကန်သိမ်းသွင်းပြီးသူတို့ရဲ့နေမျိုးဖြစ်သတ်မှတ်ခဲ့ပါရယ် 1999ခုနှစ်အင်္ဂလိပ်စာရန်စာချုပ်အရအဲ့နေမြေကိုထိုင်းနိုင်ငံနဲ့နမိတ်ဖြစ်အတည်ပြုခဲ့ပါတယ်။ထိုင်းဘဟုအစိုးရဟာဒီမလေးမွတ်စလင်ဒေသခံတွေကိုထိုင်းရင်ကျင်းမှုနဲ့ထိုင်းဘာသာစကားကိုလက်ခံကျင့်သုံးစေဖို့ကြိုးပမ်းခဲ့ပါတယ်။ဒီလိုဖိနှိပ်မှုတွေနဲ့ဘာသာရေး၊စာပေ၊အုပ်ချုပ်ရေးမှာကန့်သတ်ချုပ်ချယ်မှုတွေကြောင့်ဒေသခံတွေဟာဘဟုအစိုးရအပေါ်မကျေနပ်မှုတွေပြင်ထန်လာပြီးလွတ်လပ်ရေးရှာယူလို့တဲ့တိကျခွဲထွက်ရေးလှုပ်ရှားမှုတွေစတင်ပေါ်ပေါက်လာခဲ့ပါတယ်။ လက်ရှိပြည်ပခါရဲ့သဘောတဘာဝ2004ခုနှစ်နောက်ပိုင်းကိုကြည့်ရင်နှစ်ပေါင်းများစွာတိုက်ဆိုင်နေခဲ့တဲ့ပုံကတ်မှုဟာ2004ခုနှစ်ဇန်နဝါရီလမှာစစ်တပ်စခန်းကိုတိုက်ခိုက်ပြီးလက်နက်ခဲယံတွေလူရဲခံရတဲ့ဖြစ်ပျက်ကစားပြီးပြန်လည်အရှိန်ရလာခဲ့ပါတယ်။ပုံကတ်မှုတွေကိုဦးဆောင်တဲ့အဖွဲ့အစည်းနာစွာရှိပေမယ့် PRN အဖွဲ့ဟာအထက်ကခေါင်းဆောင်အဖွဲ့အစည်းဖြစ်ပြီး၎င်းတို့ရဲ့လက်နက်ကိုင်တောင်းပန်း AKG ဟာတိုက်ခိုက်မှုအများစုကိုလှုပ်ဆောင်လေးရှိပါတယ်။ သူတို့ရဲ့ရှိမချက်ကတော့လွတ်လပ်သောပြည်နယ်နိုင်ငံထူထောင်ရေးသူမဟုတ်ကိုပိုင်အုပ်ချုပ်ခွင့်ရရှိရေးပဲဖြစ်ပါတယ်။ပုံကန်သူတွေဟာပုံခွက်တိုက်ခိုက်မှုတက်ခတ်မှုနဲ့မီးရှို့တိုက်ခိုက်မှုစတဲ့နီလန်တွေကိုအသုံးပြုပြီးဆရာရေစစ်သားအစိုးရဝန်ထမ်းနဲ့ဗုဒ္ဓဘာသာဝင်အယက်သားတွေကိုပြစ်မှတ်ထားတိုက်ခိုက်လေးရှိပါတယ်။ထိုင်းအစိုးရလုံခြုံရေးတပ်ဖွဲ့များရဲ့တုံ့ပြန်မှုတွေကလည်းတစ်ခါတည်းအလုံးစုံဖြစ်ပြီးလူ့အခွင့်အရေးချိုးဖောက်မှုတွေရှိခဲ့ရတဲ့ဆိုတဲ့စိုးစွဲချက်တွေလည်းရှိပါတယ်။ 2004ခုနှစ်ကလေးကစတင်ခဲ့တဲ့အကြံဖတ်မှုတွေကြောင့်အယက်တာစစ်တာပုံကန်သူစုစုပေါင်းလူပေါင်း9000ကျော်တည်ဆုံခဲ့ပြီးထောင်ထဲချီရဲ့လူတွေတန်ရာရရှိခဲ့ပါတယ်။ဖြည့်ရှင်ရေးကြိုးပမ်းမှုတွေကိုကြည့်ရင်တော့ထိုင်းဆိုရဟာဒီပရိပခါဖြည့်ရှင်မှုအတွက် လုံခြုံရေးနီလန်စက်တက်အခြေပြုရောဖွံ့ဖြိုးတိုးတက်ရေးနဲ့နိုင်ငံရေးနီလန်ဆွေးနွေးပွဲတွေကိုပါတပြိုင်နက်တည်းအသုံးပြုဖို့အတွက်ကြိုးပမ်းခဲ့ပါတယ်။ 2013ခုနှစ်ကစပြီးမလေးရှားနိုင်ငံရဲ့ကျောင်းဝင်စီစဉ်မှုနဲ့ထိုင်းအစိုးရရဲ့ PRN အပါအဝင်ပုံကန်သူအဖွဲ့ရိကြညင်ချရေးဆွေးနွေးပွဲတွေကိုအကြိမ်ကြိမ်လှုပ်ဆောင်ခဲ့ပါတယ်။ဒေတာကန်တွေရဲ့ဘာသာရေးနဲ့ယဉ်ကျေးမှုဆိုင်ရာခန်းစားချက်တွေကိုအတိမတ်ပြုဖို့အောက်ချုပ်ရေးဌာနတွေကိုပြန်လည်ဖွဲ့စည်းရတဲ့ဒေတာကန်မွတ်စလင်တွေကိုအစိုးရဝန်ထမ်းအဖြစ်ပုံမှုခန့်အပ်တာမျိုးတွေလှုပ်ဆောင်ခဲ့ပါတယ်။ရှိခိုးစေတီထိုင်းတောင်ပိုင်းပြိပခါဟာလုံးဝအဆုံးသတ်သွားခြင်းမရှိသေးပဲအခအားလျော်စွာအကြံဖန်မှုတွေဆက်လက်ဖြစ်ပေါ်နေစေဖြစ်ပါရဲ့ ဒီလိုအခြေအနေတွေရှိနေတဲ့နိုင်ငံတောင်ပိုင်းအတွင်းကြောင်မြတ်စွာအမြင့်တွင်လျက်ရှိတဲ့လက်နက်ကန်ပုံကမှုများကိုကင်တွေဖြည့်ရှင်အတွက်စစ်တေသာရှာရူနီယာများကိုထိုင်းပရင်တမရောကြည်တက်ညွှန်ကြားရေးမှူးဘိုးချုပ်ကြီးပန်နာကလီပလုတ်တက်ကပြန်လည်ဖွဲ့စည်းလိုက်တယ်လို့ဘန်ကအခြေဆိုင်နေရှင်းသတင်းစာကအော်တိုဘာလာရှိရနေရရှိခဲ့ပါတယ်အပစေ26ဆင်းအတွေ့အကြုံအနည်းငယ်သာရှိသေးတဲ့ပုံမှုချုပ်တူကိုတောင်ပိုင်းနယ်မြေအမှတ်လေးစစ်တေသာတမကြီးမှုဖြင့်ခန့်အပ်လိုက်ကြောင်းတွေ့ရှိရပါသည် အမတ်တတမကြီးနေမြေမှာတပ်ဖွဲ့ဝင်ရှိရာကျော်တို့ကိုရှာလာတာနေနဲ့နရတိဝတ်တို့မှာလုံခြုံရေးနဲ့ငြိမ်းချမ်းမှုပြန်လည်ထူထောင်ရေးနရတိဝတ်အထူးတာဝန်တိုက်ခိုက်ရေးတပ်ကုကဲမှုအောက်ပြောင်းရှိတာဝန်ပေးခဲ့ပါတယ်။အဆိုပါအထူးတာဝန်တိုက်ခိုက်ရေးတပ်တဟ2004ခုနှစ်တောင်ပိုင်းဒေသစုပူတောင်းဆမှုကာလအတွင်းရခိုင်တာဝန်ထမ်းဆောင်ခဲ့မှုတဲ့သူပုံမှုချုပ် Right Arrow ဖုန်ပတ်ကကုကဲရန်စီစဉ်ထားပါတယ်။ အခုလိုမျိုးထိုင်းဘရင်တပ်မတော်အကြီးတန်းစစ်ဘက်ယာရုနေရာနဲ့တက်အပြောင်းလဲပြုလုပ်ခြင်းဟာစုငန်ကလုံမျိုးရှိရွှေဆိုင်ကြီးတဆိုင်ကိုဓများတိုက်မှုကြီးမဖြစ်ပွားမီရှပိုင်းလုံမှာဆိုင်ရွက်ခဲ့ခြင်းပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ9ရက်တနင်္ဂနွေနေ့ညနေ9နာရီအဆိုပါမျိုးရဲ့မြို့လေကုန်းတိုင်းရှိရွှေဆိုင်ကြီးမှာဖြစ်ပွားခဲ့တဲ့ဓများမှုမှာကျူးလွန်သူ10ဦးခန့်ပါဝင်ပြီးရွှေရည်နဲ့ငွေကြေးစုစုပေါင်းပန်ငွေ36တန်းခန့်ကိုရှူဆောင်ကထွက်ပြေးလွတ်မြောက်သွားပါတယ်။ ကျလိုဒရီဟာရွှေဆိုင်လုံးကျွေးအဆောင်များကို အမတ်မထင်ဖန်ဆီးပြီးစကားပြောစံများကိုတင်ဆက်သွားကြောင်းဈေးဝယ်လာသူတက်ကြတူကိုတနက်ဖြစ်ပြခတ်ခဲ့ပြီးခိုးယူလာတဲ့ပစ်ကတ်ကနှစ်စီးနဲ့ထွက်ပြေးသွားခြင်းဖြစ်တယ်လို့မျက်မြင်တွေ့ရှိသူတွေကပြောပါရယ် တမျှတိုက်သူတွေဟာထိုင်းတောင်ပိုင်းခွဲထွက်ရေးမွတ်စလင်တပေါ်များဟုတ်မဟုတ်မသိရှိရသေးကြောင်းတိုင်းမဲ့လုံခြုံရေးတပ်များလိုက်လံမှုကိုတားဆီးရန်ကုန်းတိုက်ရှိခငယ်ခွေနေရာမှာလက်လုံဘုံလိုယူဆရတဲ့ဖောက်ခွဲရေးမိုင်းညာကိုထောင်ထားခဲ့ခြင်းဟာမွတ်စလင်တပေါ်တို့ရဲ့နှီးပြူဟာဖြစ်တယ်လို့ရဲတပ်ဖွဲ့ကပြောပါတယ်။နောက်တနေ့နဲ့နဲ့ဆော့ဆော့မှာဝေအင်းခရိုင်တမ်ပေါ်ဆာကောဒေါ်လန်အတိုင်းမလေးရှားနိုင်ငံတွင်ဝင်ရောက်သွားတယ်လို့ယူဆပြီးတပ်များရှိသူတွေကိုခြေရာခံနိုင်မှုမလေးရှားနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းအာဏာပိုင်များထံမှသိရှိရပါတယ်။ ရွှေစဲကျင်းများပါဘန်းငွေ35သန်းလူရက်ခံရမှုနဲ့ထိုင်းတောင်ပိုင်းစစ်ဘက်ရာထူးအပြောင်းလဲကာလအတွင်းမတည်ငြိမ်မှုတင်များပေါ်ပေါက်လာနိုင်ဝယ်ရှိခြင်းကြောင့်ဒေသခံများကစိုးရိမ်နေရပါတယ်။ယနေ့ထိုင်းတောင်ပိုင်းဖြစ်နေတဲ့ပတာနီဒေသဟာတချိန်ကမလင်းမွတ်စလင်ပရှူးမွတ်စလင်ဆူတန်ကအုပ်ချုပ်ခဲ့ပါတယ်။တာဂူယာကုကုနဲ့အေဂျေမလေးရှားရဲ့ကိုလိုနီအရှင်သခင်အင်္ဂလိပ်တို့ကတာနီရာလာနရာတီဝုနေမြေတုံးကိုထိုင်းနိုင်ငံအတွင်းထည့်သွင်းပေးခဲ့ပါတယ် အလာတူအမေရိကန်မတိုင်မီ1521မှ1898ခုနှစ်အထိဖိလစ်ပိုင်ကိုကိုလိုနီပြုခဲ့တဲ့စပိန်ကလည်းဘော်နီရိုကျွန်းရဲ့အရှေ့မြောက်ပိုင်းဆာဗာတင်နေကိုတိတိရှာရိုထံဆွံ့လွတ်ခဲ့ပါတယ်။လက်နက်နဲ့ကိုလိုနီပြုသူများကဒေသကြီးတစ်ခုရဲ့တမိုင်းကြောင်ယဉ်ကျေးမှုနဲ့ဘာသာစကားကွဲပြားမှုကိုအလေးထားခြင်းမရှိဘဲလာအခန့်နေမြေများကိုစိတ်ကြိုက်ထင်သလိုခွဲဝေတန်းနာကြခြင်းမှာယနေ့ခေတ်အရှေ့တောင်အာရှအိမ်ကြီးနိုင်ငံအချင်းချင်းအထောက်အထားအာဏာပိုင်ဆိုင်မှုအရှုပ်ထွေးတွေဖြစ်လာနေရပါတယ်။ မလေးလူမျိုးအစ္စလာမ်ဘာသာဝင်အများစုထိုင်းတောင်ပိုင်းအစိုးပိုင်းဒေသများရဲ့စီရင်မွေတည်မှုတင်ညာရေးနေကြမှုအလောက်ကိုင်ခွန်လန်းနေပါမှုတို့ဟာဗုဒ္ဓဘာသာအများစုထိုင်းဗဟုအစိုးရအုပ်ချုပ်မှုကိုစန့်ကျင်ပုံကံရင်မီးမွေ့ပေးခဲ့ပါရယ်၂၀၀၂နှစ်ဆော့ဆော့ပိုင်းအသေးစားစန့်ကျင်မှုများဟာ၂၀၀၄ခုနှစ်မှာတိတိတသားညင်ကြလာခဲ့ပြီးဘုံဖောက်ခွဲမှုပြစ်ခတ်မှုနဲ့အခြားတိုက်ခိုက်မှုများကြောင့်တောင်ကျမ်းသူ၂၅၀ကျော်ဗုဒ္ဓဘာသာဖုံတော်စီ၇ပါး ထိုင်းစစ်တပ်နဲ့ရဲဝန်နှန်း600ကျော်ထိုင်းပညာရေးဝန်နှန်း160ခန်းပါဝင် လူပေါင်း9000ကျော်တေဆုံးခဲ့ရပြီဖြစ်ပါတယ်။တာနီဒေတာတေချာလွတ်လပ်ရေး BRNU ဟာအင်အားအကောင်ဆုံးအစ္စလာမစ်အစွန်ရောက်လက်နက်ကိုင်အဖွဲ့ဖြစ်ပြီးဒေတာအတွင်မှာလေရှင်နန်နဲ့လူမှခုတ်ကူးခြင်းငွေရေးစေဝါကွန်ရက်များနဲ့ရှုပ်ထွေးလျက်ရှိပါတယ်။ ထိုင်အစိုးရစစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်များဗုဒ္ဓဘာသာဝင်အယက်သားများပြစ်မှတ်ထားတဲ့ပုံကမ်းမှု ဖြစ်ပေမဲ့ရှေးဘူးရအပြင်ပြိပက္ခအတွင်အသေးကျ60ရာခိုင်နှုန်းမှာတောင်းကျမ်းသူများလက်ချက်ကြောင့်မွတ်စလင်အယက်သားများဖြစ်နေကြပါရယ်။အော်ဒိုဝါလာရှိယန်နီနေရှင်မှာပဲအခြားသတင်းတစ်ပုဒ်ကတော့ထိုင်းနဲ့ကမ္ဘောဒီးယားအကြားမှာလက်ရှိဖြစ်ပေါ်နေတဲ့ပြိပက္ခကိုထင်ဟန်းနေပါရယ်။ ထိုင်းရဲ့ပိုင်နက်နယ်မြေအတွင်းကမ္ဘောဒီးယားရဲ့ထိပါမှုကိုရှင်းတန်းမှုအတွက်စစ်အုပ်ချုပ်ရေးပြဋ္ဌာန်းရန်စစ်ဘက်ဆိုင်ရာအကြီးအကဲများကသဘောတူညီခဲ့ကြောင်းတာဝန်ရှိသူများကအင်္ဂါနေ့မှပြပြရဲလို့ရေးသားထားပါတယ်။အထူးအစည်းအဝေးမှာတမရော်ရှင်းတက်ခွဲခေါင်းဆောင်များနဲ့တွေ့ဆုံခဲ့ပြီးတဲ့နောက်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးဥကရစ်ဘွန်တာနိုကအတည်ပြုလိုက်ခြင်းဖြစ်ကြောင်းထိုင်းနဲ့နိုင်ငံတကာဥပဒေများနဲ့အညီ ROE ထိတွေ့မှုဆိုင်ရာစီမင်းများကိုရေးဆွဲမှာဖြစ်တယ်လို့ဘရင်တက်မတော်ပြောရေးဆိုခွင့်ရှိသူပိုဂျော့ထံမှသိရှိရပါတယ် အကျိုးသာအနာကာကွယ်ရေးနဲ့လူခွင့်ရေးပေါ်လေးစားလိုက်နာမှုရှိစေရန်ပြည်ရေးဝင်ကြီးဌာနနဲ့ရဲတပ်ဖွဲ့တို့ကကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းအစီအစဉ်များကိုအမြဲဆုံးကောင်းထည့်ဖို့ရန်လိုအပ်နေခြင်းကြောင့်ဖြစ်တယ်လို့ထပ်မံသိရှိရပါတယ်။ထိုင်းနိုင်ငံတောင်ပိုင်းမှာဒီအခြေအနေတွေဖြစ်နေတယ်လို့ထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံကလည်းပြဿနာတွေရှိနေပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံတို့ကြားကပြဿနာဟာနှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်တဲ့နေနမိတ်အငြင်းပွားမှုနဲ့ပမိုင်းကြောင်ဆိုင်ရာမကျေနပ်မှုတွေအပေါ်အခြေခံပါတယ်။ အဓိကအားဖြင့်အညပနေရဲ့နေရာကတော့ပရာသတ်ဗီဟီရာဖရာကျောင်းနဲ့အဲ့ဒီဖရာကျောင်းပါဝင်ခြင်းနေမြေတွေပဲဖြစ်ပါတယ်။အဓိကချက်လက်တွေကိုကြည့်ရရင်ပြည်ထနာရဲ့အရေးမြေကိုလိုနီခေတ်တမတ်ချက်တွေကိုကြည့်ရရင်ပြင်သစ်ကိုလိုနီခေတ်ကနေစပြောရပါမယ်။ထိုင်းကမ္ဘောဒီးယားနယ်နိမိတ်အများစုကို19ရာစုနှောင်းပိုင်းနဲ့20ရာစုအစောပိုင်း 1904နှင့်1909ခုနှစ်များမှာထိုင်းနိုင်ငံရခိုင်ဆိုင်ရနဲ့ကမ္ဘောဒီးယားကိုကိုလိုနီအုပ်ချုပ်ခဲ့တဲ့ပြင်သစ်တို့ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေနဲ့မြေပုံတွေကိုအခြေခံပြီးသတ်မှတ်ခဲ့တာဖြစ်ပါတယ်။ပြင်သစ်တို့ရဲ့1909ခုနှစ်မြေပုံမှာနေနမိတ်ကိုရေဝေကျောကိုအခြေခံပြီးစွပ်သားခဲ့ပေမဲ့အဲ့ဒီမြေပုံက Process Vihira ဖျားကျောင်းကိုကမ္ဘောဒီးယားနေနမိတ်ထဲမှာထည့်သွင်းသတ်မှတ်ခဲ့ပါတယ်။ထိုင်းနိုင်ငံကတော့ဒီမြေပုံကိုစာချုပ်အရအတိမပြုတ်ခဲ့ဘူးလို့ပြောဆိုပြီးကောက်ကပ်ခဲ့ပါတယ်။ အဓိကအငင်းပွားရနေရပရာဆတ်ဗီဟရာဖျားကျောင်းရဲ့အကြောင်းဒီဖျားကျောင်းဟာ၁၇ရာစုကရေကတည်ဆောက်ခဲ့တဲ့ရှေဟောင်းခမဖျားကျောင်းဖြစ်ပြီးတန်ဂရက်တောင်တန်းရဲ့ကာမထေမကြီးရှိပါတယ်။နေဆက်မြင့်ကိုထိုင်းနဲ့ကမ္ဘောဒီးယားနှစ်နိုင်ငံစလုံးကပိုင်ဆိုင်ကြောင်းအခိုင်အမာပြောဆိုကြပါတယ်။ 1962ခုနှစ် ICJ စံပြချမှာဆိုရင်ကမ္ဘောဒီးယားနိုင်ငံက1959ခုနှစ်မှာဒီကိစ္စကိုနိုင်ငံတကာတရားရုံးကိုတင်သွင်းခဲ့ပြီး1962ခုနှစ်မှာ ICJ ကဖျားကြောက်ကိုရဲသည့်ကမ္ဘောဒီးယားပိုင်ဆိုင်ကြောင်းစံပြခဲ့ပါတယ်။ထိုင်းစစ်တပ်နဲ့ရတပ်ဖွဲ့တွေကိုလည်းအဲ့နေရာကနေရုတ်သိမ်းမှုတွေအမိန့်ပေးခဲ့ပါတယ်။ 2013ခုနှစ် ICJ ဆုံးဖြတ်ချက်မှာဆိုရင်တော့2010ခုနှစ်မှာကမ္ဘောဒီးယားကဖီဟီရာဖျားကြောင့်ကို UNESCO ကမ္ဘာအမွေအနေစာရင်းသွင်းမှုအတွက်ကြိုးစားရကနေတင်းမာမှုတွေပြန်တက်လာပြီး2011ခုနှစ်နှစ်နိုင်ငံစာရေးပရိပခါတွေဖြစ်ပွားခဲ့ပါတယ်2013ခုနှစ်မှာ ICJ ရမူလဆုံးဖြတ်ချက်ကိုအတိအပယ်ပြန်ဆိုရမှာဖျားကြောင့်ဒီရှိရာကမ္ဘာထိပ်အပါအဝင် area ဒီကမ္ဘောဒီးယားပိုင်ဖြစ်ကြောင်းထပ်မံအတည်ပြုခဲ့ပါတယ် မပြီးဆုံးနိုင်သောနင်းသမီးပရိပခါကတော့ ICJ ရဲ့ဆုံးဖြတ်ချက်များရှိနေပေမဲ့ဖះเจ้าပါဝင်ခြင်းနေမြစ်တစ်ခုလုံးနဲ့အခြားသောနေဆံမြင်များဥပမာပရာဆက်တာမုံတုံဖះเจ้าအနီးပါကိုနှစ်နိုင်ငံစလုံးကပိုင်ဆိုင်ကြပြောဆိုစေဖြစ်ပါတယ်ဒီပြဿနာဟာထိုင်းနဲ့ကမ္ဘောဒီးယားနှစ်နိုင်ငံစလုံးမှာအမျိုးသားရေးစိတ်သက်ကိုလှုပ်ဆော်တဲ့အဓိကချက်ဖြစ်နေပါတယ်2008မှာ2011ခုနှစ်အတွင်းနေဆက်ဒေသမှာဆေးရပရိပခအကျဉ်းချင်းဖြစ်ပွားခဲ့ပြီးစစ်သား20ထံမှနေတည်ဆုံခဲ့ရပါတယ် မကြသေးမီ2025ခုနှစ်မေလနဲ့ဇူလိုင်လတို့မှာနေဆက်ဒေသအထူးသဖြင့်ကြောက်ဆိုင်တရိကံနေနေတောင်မုံတုံဖရကြောင့်အနီမှာတင်းထန်တဲ့ဆေးရပရိပခါရီပြန်လည်ဖြစ်ပွားခဲ့ကအပြစ်ခတ်ရဆေးရမကြေညာခင်အချိန်ထိဆက်လက်တမ်းမနေဆဲဖြစ်ပါရယ်အနည်းဆုံးအားဖြင့်ထိုင်းကမ္ဘောဒီးယားပြည်ထနာဟာပြင်သစ်ကိုလိုနီခေတ်လက်ချက်နယ်နိမိတ်မတည်ခွဲမှုအပေါ်မှာအခြေခံပြီးဖီဟီရာဖျားကြောင့်ကိုပဟုပြုကတမိုင်းကျောင်းဆိုင်ရာကုန်တိတ်ခါနဲ့အမျိုးသားရဲ့အခရာအဖြစ်ဆက်လက်တည်ရှိနေတဲ့ပြိပခါတစ်ခုဖြစ်ပါရယ် အချုပ်ပြောရရင်ထိုင်းနိုင်ငံတောင်ပိုင်းကပတာနီဒေတာပြဒနာဟာတမိုင်းဘာသာရေးနဲ့ယဉ်ကျေးမှုမတူညီမှုကြောင့်ဖြစ်ပေါ်လာတဲ့ပြည်ရေးပြည်ပခဖြစ်ပြီးဗဟုအစိုးရရဲ့လုံခြုံရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းမှုတွေချမှတ်အောင်ဆက်လက်တည်ရှိနေပါတယ်။စစ်ဒေတာအပြောင်းလဲရေပြုလုပ်တာဟာပုံကံမှုအဖြစ်ရှင်လိုတဲ့ဆန္ဒကိုပြသပေးမယ်။မကြသေးခင်ကရွှေဆိုင်တမျှမှုလို့မတည်ငြိမ်မှုတွေကစိန်ခေါ်မှုတွေရှိနေသေးတယ်ဆိုတာကိုထင်ဟပ်ပါတယ်။ အခြားတစ်ဖက်မှာလည်းပြင်သစ်ကိုလိုနီခေတ်လက်ချက်နေနမိတ်မတဲကွဲမှုဟာနေပေါက်ဖွာလာတဲ့ကမ္ဘောဒီးယားနေဆပရိပခါကိုထိန်းချုပ်ဖို့စစ်အုပ်ချုပ်ရေးကိုအသုံးပြုဖို့ပြင်ဆင်နေရပါတယ်။ဒီအခြေအနေနှစ်ခုစလုံးဟာကိုလိုနီအင်အားကြီးနိုင်ငံတွေရောတမိုင်းနဲ့ယဉ်ကျေးမှုကွဲပြားမှုကိုထဲမစင်စားပဲနေမြေခွဲဝေခဲ့တဲ့အကျိုးဆက်တွေဖြစ်ပြီးဒီကနေ့အရှိတောင်အာရှမှာအချုပ်ချာအာဏာဆိုင်ရာပြဿနာတွေရှုပ်ထွေးနေရတဲ့အကြောင်းရင်းတွေပါပဲ။ ဒါကြောင့်ထိုင်းအစိုးရအနေနဲ့ပြည်ရင်းမှာငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ပြည်ပြင်ပြောင်းလဲမှုတွေကိုလိုအပ်တယ်လို့ပြည်ပနေဆဲပြည်ပခတ်ကိုလည်းနိုင်ငံတကာဥပဒေနဲ့ညီထိန်းသိမ်းကြိုင်တယ်ကိုအရေးတကြီးလိုအပ်နေပါတယ်လို့ဆိုရပါမယ်။အခုတင်ပြချက်ပေါ်မှာမိတ်ဆွေတို့ရဲ့သုံးသပ်ချက်နာကိုလည်းကွန်မန့်ကနေတဆင့်ညွှန်ဝေပေးခဲ့ပါအောင်နော်။အခုလိုစိတ်ဝင်စားစရာကောင်းမဲ့ကမ္ဘာရေးမြမရေးသတင်းများစွာသတင်းမှုသတင်းခေတ် channel ကို like and subscribe လေးလုပ်ပြီးဘေးနားနိုတီဘဲလီကိုလည်းနှိပ်ထားဖို့အတွက်မမေ့ပါနဲ့နော်။ 继续的喵阿喽，别也可得给寻找娃子些。